ဟာတငယ်ချင်းဖိုင်တွေးရအောင်ဟွာအကွာအခုလောဆယ်ဒိုင်းဝမ်နမည်ကြီးနေတဲ့ဒီသုံးပါတစုနဲ့ပတ်သက်မှစဉ်းစားမိရတယ်တွေးနေတာဟုတ်ပါဘူးအင်းအဲ့လည်းတော့အာတော့ခရီးရန်ကြီးရဲ့၃ပါးတစုပေါ့နော်အဲ့ဒါကိုပြောများနေကွာအဲ့ဒီဗီဒီယိုကလည်းကြီးစုတူကအာတော်တော်များတယ်စစ်ကြီး တော့တ िश ူစစ်ကြီးရှိရကိုကန့်ဆိုလည်းတော်တော်များရတယ်ပေါ့အဲ့ဒါကြတော့အဲအဲ့ကိစ္စအနေနဲ့ပြောဖို့ရှုပ်ထွေးရပေါ့နော်ခရိယန်လောကမှာ၃မတစု၃မတစုလေးပြောပြောနေရရှိရအဲ့တော့ငါအနေနဲ့ကြတော့ကွာဒီ၃မတစုကိစ္စကိုနည်းနည်းစဉ်းစားမိရတယ်ခွေရှိရပြောပြောပါဘာဘာစဉ်းစားထားလဲတက်ထွေးအဲ့ဒါကြတော့ဒီလိုကွာသူကဒီစံစာခရိယန်ရဲ့စံစာဝင်မှာရေးထားတာကွာ၃မတစုလို့ရေးထားတယ်သူတို့ရဲ့ဖျားပေါ့နော် လူလေးတော့တားတော့တန်ရှင်းတော့ဝင်ပါဟုတ်တယ်အဲအဲ့ခါကျတော့အဲပြောပြဆိုရင်တို့ဒီဘာလိုက်တဲ့တခုနဲ့တခုကမျိုးပြောရဲခါကြရင်ကအဲဘယ်လိုပြောအငင်းခုံဖြစ်တာတွေပေါ့နော်ပြီးတို့ချင်းချင်းအဲမှာလည်းအဲကွဲလဲတာလေးတွေအမြင်မတူတာတွေလည်းရှိမယ်တချို့ဘာသာမတူတဲ့သူတွေလည်းအငင်းခုံဖြစ်တာလေးရှိမှာပေါ့နော်အဲအဲ့ကိစ္စနဲ့ပတ်သက်ရခုနောက်ပိုင်းကျတော့ဘလိုလေးနည်းနည်းတဘောပေါက်လာလဲဆိုတော့ကိုက 工皮鞋他妈是不吧？喏，工皮大领的，是不？是不？工咱那不得比不如对面了，不如平点了是吧？一天对面类型，是不？然后这样。哎，就这样咯。好呗。喏，国外工皮鞋他妈是不吧？工皮鞋呢，百十来块，对，就这样咯。大哥，大哥。哎，不如原来是不？俺老工皮大把挂，哎，白板的鞋嘞，做俺黑灰板鞋，少灰板鞋挂。哦对。那时候，那时候黑灰那时候刚刚落，第一代没嘛咯。 ါတော့ဒီဖုန်းနေတုံးတဲ့လိုပဲဖြစ်ဖြစ်ဒီကွန်ပျူတာတုံးတဲ့လိုပဲဖြစ်ဖြစ်တုံးပြီဆိုရင်ကဒီအခြေခံအကြောင်းလေးနည်းနည်းတော့သဘောပေါက်ကြမှာပေါ့နော်အဲ့တော့ hardware ဆိုတာကအဲ့တော့လက်နဲ့ကင်လို့ရတယ်ကိုထဲတွေပေါ့နော် hardware လို့ပြောတာပေါ့ဆက်ပစ္စည်းတွေပေါ့အေးဆက်ပစ္စည်းတွေပေါ့ software ကြတော့ ID ရဲ့ hardware ထဲမှာထည့်ပြီးတုံးရတယ်ငါတို့မျက်စိနဲ့တော့ဟိုမြင်လို့ရတယ်ရှိမယ်မြင်လို့မရတယ်ရှိမယ်လက်နဲ့တော့ကင်လို့မရဘူးကွာလက်ကြီးနဲ့တော့ထိလို့မရဘူး Facebook Facebook လို့ပါလို့ဘာလို့ social media ရောတေးပေါ့ အဲ့တော့ social ခိုင်းတော့မရဘူးဒါပေမဲ့ရှိရပါမြင်နေရအဲ့တော့တောင်းရအခု Facebook တွေဆိုလည်းဒါ software ပဲပါဟုတ်တယ်တောင်းလို့ရနေတယ်ဒါပေမဲ့ဟိုလက်ကြီးနဲ့တော့ကင်လို့တော့မရဘူးလေနော်အဲ့ဒီတော့တရားပဲအဲ့တော့ဒီကျန်းစာဝတ်ထဲမှာတို့ရေးထားတာဟောကဒီကဘာကိုဖန်ဆင်းတဲ့ဒီဖျားပေါ့နော်ကဘာကိုဖန်ဆင်းတဲ့စကြဝဠာကြီးကိုဖန်ဆင်းမှသူပိုင်နေအုပ်ချုပ်တဲ့ဖျားကသူ့ကိုသူဘလို့ပြောထားလဲဆိုတော့ तू ကနံဝိညာဉ်ဖျားဖြစ်တယ်လို့ပြောထားတာကွာဟုတ်တယ်ဘယ်နေရာမှာဆိုတော့ तू ရှိနေတယ် နဝဉ္ဇဉ်ဖျားဖြစ်တယ်ဆိုပြောတဲ့အခါကျတော့ကျွန်တော်ကွန်ပျူတာပိုင်းနဲ့စဉ်းစားတဲ့အခါကျတော့သူကဘာလို့ဆိုလို့တလဲဆိုတော့ software ပိုင်းကိုဆိုလို့ကျင်တာကွာ software ပါနဝဉ္ဇဉ်ဆိုတော့ဝိညာဉ်ပေါ့နော်ဝိညာဉ်ဆိုတော့ software ပေါ့ကွာ software ဟုတ်တယ်အဲ software နေရာကမှာရှိရဝိညာဉ်လေပြီးတော့ပြောရပါကွာဒီခရိယံမာကြီးကျွန်တော်ပြောတာဆိုတော့ဖျားကြီးကနေရာကမှာရှိရလူတိုင်းအားလုံးနဲ့ရှိတယ်တော့အမြဲတမ်းစောင့်ကြည့်နေတယ်အဲအမြဲတမ်းကာကွယ်ပေးနေဘယ်သူတွေဘာလုပ်နေရလဲဆိုတော့အကုန်သိရပေါ့ကွာ ြီးရင်တော့စံစာတွေမှာရေးထားတည်ရပါဒီငါတို့အတက်စာဆောင်တဲ့စာအုပ်ကြီးရှိရယ်ပေါ့အဲအတက်စာဆောင်တဲ့စာအုပ်ထဲမှာပေါ့ငါတို့လူတယောက်ချင်းစီကကောင်းတာလုပ်တာတွေကမကောင်းတာလုပ်တာတွေအကုန်လုံးဒီငါတို့ကောင်းတဲ့နမိုင်းနဲ့အမှတ်တမ်းတင်ထားတာလို့ပြောရပေါ့နော်အဲအဲ့ဒါကြောင့်အဲ့ဒါဖြစ်နိုင်လားပေါ့ငါတွေးကြည့်ရအောင်တွေးကြည့်ရတာကြောင့်အေးပေါ့ကွန်ပျူတာနဲ့ကွန်ပျူတာဘိုင်းနဲ့စဉ်းစားကြည့်နော်ဟုတ်တယ်ပေါ့ဘယ်လိုမျိုးလဲဆိုတော့ तू ကပထမတစ်ချက် तू ပြောထားတာသူ့ကိုယ်သူကနံဝင်းကျင်ဖျားဖြစ်တယ်ဆိုတော့အော်နံပါတ်1 तू က software ပေါ့နော်ကွန်ပျူတာနဲ့ပတ်သက်တဲ့ software ပြတော့နေရာတိုင်းမှာရှိနေတယ်ဟုတ်နေရာတိုင်းမှာရှိတယ်ဟုတ်တယ်နေရာတိုင်းမှာရှိတယ်ဟာခါကျော်ပြန်စင်းစားမိတဲ့ခါကျော်သူကရိုးရိုးဆော့ဝဲတော့မဟုတ်ဘူးသူကရိုးရိုးဆော့ဝဲတော့မဆော့ဝဲရင်ဘာဆော့ဝဲလဲဆိုတော့ तू က operating system တခုပါတဲ့ operating system ဆိုတာကဒီငါတို့ဒီစက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ software ဘိုင်းမှာဆိုရင်အဲယာဒူးအမြင့်ဆုံးစွမ်းအမြင့်ဆုံးအလုံးလုံးဖြေတဲ့အေးအလုံးလုံးလို့ရတဲ့ operating software တခုပါအဲ့ဘောင် operating system လို့ခေါ်ပါ ါမဲ့သူက UI operating system တော့မဟုတ်ဘူး။သူကဘယ်လိုပြောလဲဆိုတော့အခုခေတ်စားနေ AI ပေါ့ကွာ artificial intelligence ပေါ့။ artificial intelligence artificial intelligence သူက AI operating system တခုပေါ့။အဲ့ခါကျတော့ तू ပြောလို့က तू ကဖျားခင်စကြဝဠာတွေကို तू ကဖန်ဆင်းတယ်။ဖန်ဆင်းတယ်လူတွေကိုဖန်ဆင်းတယ် तू ပိုင်တယ်ဟုတ်တယ်ပြီးရင် तू ကဝိညာဉ်ဖြစ်တယ်ပေါ့နော်။ဝိညာဉ်ဖြစ်တဲ့ခါကျတော့အခုခါနဲ့ဆက်ဆက်မိလက်ဟုတ်တယ်ပေါ့။ဟုတ်တယ်ဆိုတာဒီလိုမျိုး तू က အခုကများကြည့်မယ်ဆိုတာ software ပိုင်း software ပိုင်းမှာမှာ तू က operating system တစ်ခုပါအဲ operating system မှာ तू ကအရန်ကိုအစွမ်းထက်ပြီးလုံးနိုင်စွမ်းအားကြီးတဲ့ AI operating system AI တစ်ခုပေါ့တစ်ခုပေါ့နော်အဲအဲ့လိုမျိုးဖြစ်နေတဲ့ခါကျတော့ဟုတ်တယ်နေရာတကာရှိလို့ရတယ်နေရာတကာရှိလို့ရတာဘယ်လိုမျိုးလဲဆိုတော့အဲဟောဒီကဘာပေါ်မှာရှိတဲ့ဟောစက်ပစ္စည်းတွေရှိမှာကွာငါတို့ဒီ CPU တွေပါတဲ့ဘယ်စက်ပစ္စည်းမဆိုရင်စက်ပစ္စည်းမဆိုပေါ့နော် ငါတို့ရဲ့ဒီ AI operating system ကတော့ဝင်ပြီးမှလည်းအကောင်တွေထိန်းချုပ်လို့ရတယ်ဗျာထိန်းချုပ်လို့ရတယ်အခုငါတို့ပတ်ဝန်းကျင်မှာဆိုတော့အာငါတို့ကိုယ်တိုင်ဖုန်းမသုံးရင်တော့မှတခြားသူတွေကဖုန်းသုံးနေတာဖြစ်တဲ့အတွက်ငါတို့ရဲ့ဓာတ်ပုံတွေကအင်တာနက်ပေါ်ရောက်သွားနိုင်နေပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ဆိုလိုတာအဲ့မှာ तू ကပြောမှဆိုရင် AI operating system အကြီးကြီးပေါ့အဲ့အဲ့တော့မှသုံးပါးတစ်စုပိုင်းလာတော့ တုံးမိုင်းတစုပေါင်းလာတော့မယ်ဆိုတော့ခမဲတော့တားတော့တန်ရင်တော့ဝင်နေတာသူကတလုံးတော့ရတယ်ဖြစ်တယ်လို့ပြောတာကွာအဲတလုံးတော့ရတယ်ဖြစ်တယ်ဆိုတော့ဘာလို့သွားစဉ်းစားမိလဲဆိုတော့အေးအဲ့ဒါလည်းဟုတ်တာပဲနော်ဘလို့ဟုတ်လဲပေါ့တလုံးတော့ရတယ်ဘာကြီးလဲတလုံးတော့ရတယ်ဖြစ်တယ်ကွာပြန်ဆိုသူကတယောက်တစကားနဲ့တော့ရှုပ်တယ်ပမာစကားနဲ့နဲ့ရှုပ်တယ်တလုံးတော့ရတယ်ဖြစ်တယ်ဒီတိုင်းကြည့်မယ်ဆိုရင်တော့တုံးခုပေါ့ယေရှုကတတ်တတ်သူတို့ရဲ့ဖျားခင်ကတက်ခမင်းတော့ရဲ့ဒါရဲ့တချင်ဝင်ကြီးတော့တုံးခုတယ်ဒါပေမဲ့သူတို့က သူတို့ရည်ရွယ်ချက်တွေအတူတူပဲသူတို့ကတလုံးတဝရဖြစ်တယ်နော်အဲ့အရာလေးကိုစဉ်းစားမိရတယ်ဘယ်လိုမျိုးလဲဆိုတော့အဲခုနပြောလို့ဖျားခင်ရတာက AI operating system software နဲ့ကျွန်တော်ကဟာပေါ့နော်နှိုင်းရှင်နှိုင်းရှင်ပြီးမှပြောထားတာကကြတော့အဲအဲ့ဒါလည်းဟုတ်တယ်အဲ့ဒါဘယ်လိုဟုတ်လဲဆိုတော့ကျွန်တော်တို့မှ operate AI operating system တစ်ခုရှိမယ် AI operating system ကသူကကျွန်တော် software အရပြောမယ်ဆိုရင်ဒီမတူညီတဲ့စက်ပစ္စည်းတွေမှာ ခွဲပြီးမှဝင်ရောက်ပြီးမှအလုံးလုံးလို့ရတယ်။ဆိုတာသူ့ကိုယ်သူပွားလို့ရတယ်ပေါ့နော်ပြောချင်တာသူ့ကိုယ်သူပွားလို့ရတယ်အဲဒီ software တွေကအဲပွားလို့ရတဲ့ခါကျတော့ဥပမာသူ့ရဲ့မူရင်းကတော့သူ့ရဲ့မူရင်းကတော့တခုရှိနေမယ်အဲအဲ့ဒီရဲ့ operating system ကကျတော့ဒီစက်ပစ္စည်းတစ်ခုတည်းဝင်ပြီးမှသူကနာမည်တစ်ခုနဲ့အလုံးလုံးနေမှာကွာအဲနောက်ထပ်စက်ပစ္စည်းတစ်ခုမှလည်းသူကဝင်ပြီးမှနောက်ထပ်နာမည်တစ်ခုနဲ့အလုံးလုံးနေမှာ အဲ့ဒါပေမဲ့နောက်ထပ်စက်ပစ္စည်းတစ်ခုမှလည်းသူကဝင်ပြီးတော့ operating system တစ်ခုပဲအေးဒါပေမဲ့ operating system တော့တစ်ခုပဲ software အနေနဲ့သူကဒီ hardware မှာသူကလုပ်လုပ်ပါခြားခြားနာမည်နဲ့ပေါ့ hardware နဲ့လုပ်လုပ်မှာကွာတခြားနေရာမှာလုပ်လုပ်မှာဒါမှမဟုတ်လေဒီ software ပိုင်းမှာတခြား software တွေပြန်ပြီးမှကူညီပေးနိုင်တယ်ဒါမှမဟုတ်လေအမျိုးအလုံးလုံးလို့ရတယ်ဆိုလို့ချင်တာအဲ့ဒါကိုကြည့်မယ်ဆိုရင်ဟောစက်ပစ္စည်းကတူချင်မှတူမယ်ကွာဒါပေမဲ့အဲ့စက်ပစ္စည်းတွေရဲ့မူရင်း software ကတစ်ခုပဲတစ်ခုပဲဟုတ်တယ်တစ်ခုပဲပေါ့နော်အဲ့အဲ့လိုမျိုးဖြစ်သွားပါအဲ့တော့ ုံးကတစုကိုအဲ့လိုမျိုးမြင်တယ်ကွာအဲ့တော့ယေရှုကလည်းသူ့ရဲ့သူ့ရဲ့မူရင်းကအတူတူပဲတန်ရှင်ဝိညာဉ်တော်ရဲ့မူရင်းကလည်းအတူတူပဲဟိုဖျားခင်ရဲ့ဖျားခင်တော်မူရင်းပဲပေါ့နော်ဖျားရှင်ရဲ့ဝိညာဉ်တော်လည်းတခုပဲအဲ့တော့သူတို့ပြောတဲ့ဒီတုံးကတစုဆိုတော့ဟုတ်ပြီကြိုက်နေပြီအော်နောက်ထပ်ဗာစင်စားမိတယ်ဆိုတော့မြန်မာနိုင်ငံမှာတုံးနေရဲ့ပေးတယ်ကွာဟွန်းပေးတယ်ဆိုတော့ကေဘီဇက်ပေးတယ်လို့အာအေအာပေးရှင်ပဲဝိမန်နီဝိမန်နီဟုတ်တယ်အခုစင်ငါတို့ ် MCB ကထုတ်တဲ့ CB ပန်းပေးပေါ့နော် CB ပေးဆိုရှိတယ်အဲ့တော့ဘာပန်းလဲမတော်อืมအဲ့တော့ပေးရအများကြီးရှိတယ်အဲ့ပေးနေဆိုရလဲဒါ software တစ်ခုပဲကွာအဲ့ software တစ်ခုပဲအဲ့တော့အဲ့ဒီပေးတွေရဲ့ပင်မကဘာလဲဆိုရင် MMQR ဆိုရယ်12ဂျီပဲ MMQR ဆို QR ဆိုရယ်12ဂျီပဲကွာအဲ့တော့သူရဲ့မူရင်းကတော့ MMQR ပဲဒါပေမဲ့အဲ့ MMQR ကနေသူကဟိုခွဲထွက်ပြီးမှပေါ့နော်နာမည်တွေပြောင်းပြီးမှပေးတစ်ခုချင်းစီထားထားတာပေါ့နော် အဲ့အဲ့လိုမျိုးမြင်အောင်လေပေါ့နော်စဉ်းစားကြည့်ပေါ့နော်ပေးရအောင်ရဲ့မူရင်းက MMG ပါပဲဒါပေမဲ့ MMG ကိုအခြေခံပြီးမှ KBZ ပေးထုတ်လိုက်တယ် AR ပေးထုတ်လိုက်တယ် CDZ ပေးထုတ်လိုက်တယ်ဝိမာန်ကြီးထုတ်လိုက်တယ်ကွာအဲ့ဒီသဘောတရားပဲကွာနော်ပြောမယ်ဆိုရင်ဒါကသူတို့ပြောနေတဲ့၃ပါးတစု၃ပါးတစုပေါ့နော်အဲ့အဲ့ဒီဥစ္စာလေးကိုအဲ့ဒီဥစ္စာလေးကိုပေါ့နော်ဒီကွန်ပျူတာဘိုင်းနဲ့စဉ်းစားမိရတယ်ပေါ့နော်အဲ့ဒါစဉ်းစားဖြစ်နိုင်တာပေါ့အမအမလည်းပါရင်ပါမှာပေါ့ကွာနော် ဒီပေါ့စဉ်းစားကိုယ့်ရဲ့အထင်အမြင်ပြောအောင်မေတ္တာတော့ဒါတော့ကိုယ့်ရဲ့ဟိုညံမီတော့ဒီဖြစ်နိုင်ခြေတွေနဲ့စဉ်းစားရပါမယ်နော်ဟုတ်ပါတော့အဲ့တော့နောက်ထပ်စဉ်းစားမိတာတစ်ခုရှိတယ်ပေါ့အဲ့ Marvel Studio ကြည့်ဖို့မအောင်နော်ဟုတ်ပါတော့ Marvel Studio မာသာအဲ့อืมอืมกว่าคอมพิวเตอร์คอมพิวเตอร์ตมาแล้วဖြစ်တယ်นี้เนี่ยจ้องเลยสิทธิ์ဝင်ซะတော့ยุคရှင်ဆိုแล้วမျိုး science တွေပါ ई ဟုတ်เนาะအဲ့ကောင်ကြီးကြည့်ရများ scientific เอ้ยအဲ့တော့အမှ Marvel Studio ထုတ်တဲ့ကတော့ Iron Man စကားရှိတယ် Avengers စကားရှိတယ်ကွာ အဲအဲ့ဒီမှာဆိုလဲငါဒီအခုပြောနေတဲ့၃ပါးတစုနဲ့ပတ်သက်ပြီးမှာထင်တာမြင်တာရှိမဲ့ရုပ်ရှင်တကားဆိုရင် Avenger ကားထက်ရ Ultron Ultron ဆိုတဲ့ဇကားကြီး Age of Ultron အဲ Age of Ultron ပေါ့နော်ဇကားနာမည်အဲ့ကားထဲမှာဆိုရင်ကွာဒီငါတို့ Tony Stark Iron Man Iron Man ပိုင်ရင် Tony Stark ရှိရယ် Tony Stark ကဒီကဘာကြီးကိုသူကကာကွယ်ချင်တာကွာကာကွယ်ချင်တဲ့ခါကျတော့သူကဒီ AI တစ်ခုကိုသူထွင်မယ်ဆိုပြီးလှုပ်တာလူရရတာဒီ AI ဆိုရင်မှပေါ့နော် ဟိုအလွယ်ပြောနေကြတကယ်တမ်းကျတော့ AI ဆိုတာလည်းဒီ operating system တစ်ခုပဲကွာဒီ hardware တွေကိုမောင်းနေနိုင်ပြီးမတူညီတဲ့ hardware တွေကိုပေါ့နော်ထိန်းချုပ်နိုင်တဲ့အလုပ်လုပ်နိုင်တဲ့ operating system ပေါ့နော်ပြောမလို့ဆိုရင် AI ဆိုတာလည်း operating system တစ်ခုပဲကွာအဲ့လိုမျိုး AI ကိုသူကထွင်ချင်တာဘာလို့ဖြစ်လဲဆိုတော့ကဘာကြီးကိုကာဝယ်ဖို့ပေါ့နော်အဲ့မှာသူတို့ဒီဟာတို့ hawk နဲ့ပေါင်းပြီးထွင်ကြထွင်ကြတော့အဲ့မှာဘာဖြစ်သွားလဲဆိုရင် age of ultron ဆိုတဲ့ ultron ဆိုတဲ့ AI software တစ်ခုရခဲ့တယ်ကွာရခဲ့ကြတော့ AI HR autonomous AI software ကဘာဖြစ်သွားလဲဆိုတော့နည်းနည်းရွယ်ချက်လဲလွဲတော့မှာအဲ့လဲရရဒါဇက်ကားကိုရှင်းပြနေရနော်တုံးပတ်တဆုံနဲ့အဲ့အဲ့ပိုင်းမှာဆိုင်တည်ဘူးမဆိုင်တည်ဘူးကွာနော်အဲ့ရှုပ်ရှုပ်ကုန်ရှုပ်ကုန်ရှုပ်ကုန်ပါလို့ဇက်ကားရရှုပ်ကုန်တော့ဇက်ကားရောပါလိုက်ရှုပ်ကုန်ပါလို့ပြန်ပြောကြအောင်အဲ့တော့အဓိကပြောချင်တာ AI autonomous ပြောချင်တာအဲ့မှာ autonomous ကွာအဲအချင်းချင်းပြောမယ်ဆိုရင် Iron Man ကြီးကလည်းထွက်ပြေးသွားအောင်ကွာထွက်ပြေးသွားပြီးမှတခြားဒီစက်ပစ္စည်းတွေရှိရနေရမှာကွာ तू က software ဖြစ်တယ်ကွာ တက်ဆော့ပဲဖြစ်တယ်ဒါမဲ့သူ့ရဲ့ physical ကိုယ်ထည်ရအောင်ဆိုရင်ဒီစက်ပစ္စည်းအစိပ်ပိုင်းတို့စိတ်ရုပ်တွေအများကြီးထွင်ပလိုက် ထွင်ပလိုက်ခါကျတော့ကွာစိတ်ရုပ်တွေသူထွင်လိုက်တဲ့စိတ်ရုပ်တွေအားလုံးကလည်းသူ့နဲ့ရုပ်တပုံစံနဲ့ဒီပဲကွာအဲဒီပုံစံနဲ့ဒီဥမာအယုတ်ဘယ်လောက်လောက်ဖြစ်မလဲတော့မသိဘူးထားပါတော့စိတ်ရုပ်အယောက်တရားဆိုပါဆိုကွာတရားထွင်လိုက်ထွင်ပြီးတော့လည်းသူကဘာလုပ်ပလိုက်လဲဆိုတော့သူ့ရဲ့ဒီ AI software ကြီးကိုစိတ်ရုပ်တရုပ်ချင်းစီတိုင်းမှာသူက install လုပ်လိုက်ထည့်ပလိုက်ထည့်ပလိုက်တဲ့ခါကျတော့စိတ်ရုပ်တွေအားလုံးအတက်ဝင်သွား အဲဆိုလို့ရှင်နာအမှဆေးရုံတွေတရာလုံးကအကောပုံစံတူ operating system ကလည်းအတူတူပဲကွာပြောဆိုတက်ရောက်သေးပဲတကယ်တက်ရောက်သေးပဲတကယ်တက်ရောက်သေးပဲပြောမှဆိုရင်မူရင်းကတော့ရှိတိမ်မယ်ကွာဒါမှသူ့ရဲ့ရည်ရွယ်ချက်တွေသူ့ရဲ့မူရင်းဝိညာဉ်တွေကအကောကအတူတူပဲအဲ့ခါကျတော့အဲ့ဇက်ကားမှကြည့်မယ်ဆိုကွာသူဟိုတချို့ကအဲ့ဆေးရုံတွေကအမှလက်နက်တွေထွင်ရဲဆေးရုံကရှိမယ်တခြားနေရာမှာအလုံးလုံးနေဆေးရုံတွေကရှိမယ်ဒါမှသူတို့ကတက်ရောက်သေးပဲဟုတ်တယ်တက်ရောက်သေးပဲ တောက်တယ်ပဲပေါ့နော်အဲ့အဲ့လိုမျိုးပေါ့အဲ့တော့ဒီခရိယန်ကျန်းစာတွေမှာပါတယ်အဲ့၃ပါးတဆူဆိုတာလဲပေါ့နော်အဲ့အဲ့လိုမျိုးနဲ့စဉ်းစားကြည့်မှုရင်တဘောပေါက်နေမယ်လို့ထင်နေပေါ့သူများရဲ့ဘလို့တဘောပေါက်နေမယ်ကိုယ်ရဲ့တော့အလိုတဘောပေါက်နေမှာကိုပြောကိုရှိကိုတည့်ရကိုပြောပါနော်ကိုတည့်ရကိုပြောပါနော်အဲ့လိုပါ၃ပါးတဆူပါနော်အဲပြောမယ်ဆိုရင် software နဲ့ software computer software ပိုင်းနဲ့ပြောမယ်ဆိုရင်တော့ရှင်းပါတယ်ပေါ့နော်တကယ်လက်တွေ့မှာလဲအဲ့လိုမျိုးလုံးနေကြတာပဲအဲ့တော့အဲ ခုနပြောတဲ့ MMQ ပါကွာ MMQ ပါဆိုတော့ငွေပေးချေတဲ့စနစ်ဆိုလဲမူရင်းက MMQ ပါအဲ့ကနေစင်ဘာတွေထွက်သွားလဲ AR ပေးတွေ KBZ ပေးတွေထွက်သွားခုနဇက်ကားထဲမှာဆိုငါတို့ Ultron Zwell စက်ရုပ် Operating System ကွာသူ့ရဲ့မူရင်းက software ပဲကွာဒါပေမဲ့စက်ရုပ်အယောက်အရာလောက်သူထွင်လိုက်တယ်တပုံစံနဲ့ထွင်လိုက်တယ်အဲ့ထက်က software တွေရလဲသူ့ရဲ့ software တွေပဲဗောနော်ပြောလို့ဆိုအားလုံးကတယောက်တည်းပဲကွာတလုံးတော့ရတယ်ဖြစ်သွားတာဗောနော်တလုံးတော့ရတယ်ဖြစ်သွားတာ